။စောက်လေးရဲ့ခေါင်းစဉ်ကတော့ပိုခိုရိုးရဲ့ပစိုးလေးတဲ့။မျက်နှာဖုံးပုံလေးကတော့ကောင်းကင်ပြပြကြီးထဲမှာပိုခိုလေးဟာပစိုးကိုလဲပင်းမှာစူပါမန်လိုခြီးပြီးပြန်ဝဲနေတာပေါ့။ကျဲဖြူဖြူလေးနှလုံးလာချမ်းဖြူဖြူလေးတစ်စင်းနဲ့အဝါရောင်တိမ်လိုက်ကြီးတစ်ခုရှိနေတယ်။သူတို့အားလုံးပိုခိုလေးကိုပြုံးပြီးကြည့်နေကြတယ်။မျက်နှာဖုံးရဲ့ကြောကမှာတော့ အပြာရောင်ရင်းရင်းနောက်ခံပေါ်ကအပြာနုရောင်ဆက်ဝိုင်းပုံလေးထဲမှာတားငယ်လေးတယောက်ကိုပစိုးလေးနဲ့တိုင်းထားတဲ့ပုံပါပဲတားငယ်လေးဟာရှေးသွားလေးတစ်ချောင်းကိုပေါ်နေအောင်ကြီးနေတယ်ရှေးစပင်လေးတွေကထောင်နေပြီးအင်းကြီးလေးကအဝါရောင်မောင်မီတို့လေးကအနီရောင်လေးပစိုးလေးနဲ့နောက်ကနေ ရင်ဘက်ကိုတိုင်းထားတော့ခြေကားရလက်ကားရလေးဖြစ်နေတာပေါ့စာမျက်နှာတက်မှာတော့ တံပေါ်ဒေတာအေးရညကလေးမှာခိုခိုတို့တငယ်ချင်းတွေစုပြီးမီးလုံနေကြတယ်။တောင်ပေါ်ဒေတာရဲ့အေးတဲ့ညလေးတညမှာပေါ့။ခိုခိုတို့တငယ်ချင်းတစုဟာအနီရောင်မီးပုံကြီးကိုဝိုင်းပြီးစကားတွေပြောနေကြတယ်။သူတို့ရဲ့ဘေးမလန့်မကန့်မှာပန်းရောင်အိမ်ကလေးတွေလည်းရှိနေတယ်။သူတို့ထိုင်နေတဲ့မြက်ခင်းစိမ့်စိမ့်ပေါ်မှာစိမ့်ဆူနေတဲ့တစ်ပင်ကြီးတစ်ပင်လည်းရှိတယ်။ ချစ်စရာခွေးလေးတကောင်ကလည်းစကားဝိုင်းပေးမှထိုင်းလို့ဟိုဝင်းမှလည်းတောင်ပြရန်ကြီးတွေကတထောင်မော်တထောင်ဆင်းလို့ပေါ့စာမျက်နှာနှစ်မှာတော့ကိုကိုကပြောတယ်ကိုကိုပစုံလေးနဲ့တူရဲကောင်းကြီးတုတ်တက်တယ်စကားဝိုင်းမှာပထမအဆုံးကိုကိုကစပြောတယ်ကိုကိုကစပင်ကိုဟိုကေပုံစံဖိထားပြီးအတွင်းကအင်းကြီးအပြာပေါ်မှာ ိုက်ပုံအနယ်လေးဝှက်ထားတယ်။အားလုံးရဲ့အတွေ့ထဲမှာတော့ပိုကိုဟာအစိုးကြီးကိုလက်ဘင်းမှာခြီးပြီးစူပါမန်ပုံစံနဲ့လေထဲမှာပြန်ဝဲနေတာ။ပိုကိုပြောတာကိုနားထောင်နေတဲ့တငယ်ချင်းတွေလည်းသဘောကျနေကြတယ်ထင်ပါရဲ့။မျက်လုံးလေးတွေကိုပြူးလို့စာမျက်နှာသုံးမှာတော့ညီမလေးတို့ကတော့ပစိုးလေးနဲ့အနီးလို့တာပေါ့။ကလေးတို့ရေဒီစာအုပ်မှာတော့စာမျက်နှာတွေအားလုံးကို နောက်ခံအပြန်အောင်လေးသုံးထားတယ်ကွဒီပုံလေးမှာတော့မိမိကညီမလေးကိုပစိုးလေးနဲ့အနှီးလှုပ်ပြီးပွေထားတယ်မိမိက အင်ဂျီအွားရောင်လေးကို အပေါ်ထက်အင်ဂျီမီးခိုးရောင်လေးထပ်ဝစ်ထားတယ်လုံကြီးလေးကတော့အပြာရောင်နောက်တွဲစတုံးလေးထုံထားပြီးငကက်အွားရောင်လေးပန်လို့ပေါ့ညီမလေးကတော့ပစိုးအစင်းရောင်လေးနဲ့ထုတ်ထားပြီးချော့သိမ့်နေတာညီမလေးကလည်း နှွေးထွေးနေတယ်ထင်ပါရဲ့ပြုံပြုံလေးနဲ့အိတ်တောင်နေပြီဇာမျက်နှာလေးမှာတော့အရင်မှလေးမူခွဲကလည်းငငငယ်ရဆိုမမေရပစုံးနဲ့ကြောပိုးပြီးခေါ်သွားတာအခုတခါထပြောတဲ့သူကတော့ကယမ်းမလေးမူပွဲပါမူပွဲကသူငငယ်ကမေမေကပစိုးနဲ့ကြောပိုးပြီးခေါ်သွားတာတဲ့မူပွဲကတော့ကယမ်းဝစ်စုံအဖြူနဲ့ အနီစင်လေးတွေပါတဲ့အင်ဂျီလေးကိုဝေ့ပြီးခေါင်းပေါင်းအဖြူလေးပေါင်းထားတယ်။မျက်လုံးဝိုင်းဝိုင်းလေးနဲ့မူဝဲဟာ ရွှေရောင်နှကွင်းလေးလည်းဝတ်ထားတယ်။မိမိကမူဝဲကို ခြိထားတဲ့ပုံကိုတော့ဇဝိုင်းပုံအဖြူလေးထဲမှာဆွဲထားတယ်။မိမိကမူဝဲကိုကြောမှာပစိုးနဲ့ပိုးပြီးတိုင်းထားတာ။ဒါမီနှစ်ယောက်က အဖြူနဲ့အနီစင်အင်ဂျီလေးတွေဆင်းသူဝတ်ထားတယ်။မူပွဲကို တိုင်းထားတဲ့ပစိုးကအစိမ်းရောင် မိမိကျောပေါ်ကမှုဘွဲကတော့ပြုံးရွှင်နေတာလက်ကလေးတစ်ဖက်ကိုမြှောက်လို့ပေါ့စာမျက်နှာငားမှာတော့ဖေဖေတောင်ရအပြန်လာရင်လေဒီပစုံနဲ့ပဲတတိတွေထည့်လာလေမူဘွဲရဲ့ဖေဖေတောင်ရကပြန်လာတဲ့ပုံလေးကိုပြောပြမယ်နော်ဖေဖေကရိုးရအင်းကြီးအဖြူအနီအစင်းလေးနဲ့ပစိုးအနီကြားလေးကိုဝတ်ထားတယ်ခေါင်းပေါင်းကတော့အဖြူအနီအွက်ပေါက်တူးကိုလက်တစ်ဖက်ကထမ်းလို့ အစိုးအစိမ်းလေးကိုတော့ဆက်လွယ်တိုင်းလုပ်ပြီးတည်သီးတွေထည့်လာတယ်။ဟုတ်သားပဲနော်။အစိုးလေးကတော်တော်အသုံးဝင်တာပဲ။စာမျက်နှာချောက်မှာတော့မမမလေးရွှေမိကငါဖဖားတော့ပစလုံးနဲ့ပခက်လပ်ပြီးချက်တက်ခဲ့တာပေါ့။မမမလေးရွှေမိကတော့အင်းကြီးအွားရောင်လေးရဲ့အပေါ်ကနေအနှွေးတယ်မိကိုးရောင်လေးဝှက်ထားတယ်။လုံကြီးကတော့အနီလေးစပင်ကို ျိုးနီလေးနဲ့စီးထားပြီးငကတ်အဝါလေးပန်ထားတယ်။သူ့ကိုဖောပွားချောသိမ့်နေတဲ့ပုံကိုတော့ဇဝိုင်းပုံအဝါရောင်လေးထဲမှာထည့်ဆွဲထားတယ်။ဖောပွားကလည်းအနှွေးတဲ့မိခိုးရောင်လေးနဲ့လုံချီပန်းရောင်လေးဝတ်ထားတယ်။အနီးလေးနဲ့ထုတ်ပြီးပကတ်အစိမ်းလေးထဲမှာတော့ရွှေမီးကပြုံးလို့ပေါ့။ဇာမျက်နှာခုနှစ်မှာအိုးအိုးအွန်ဒီတခွေလဲပစောလေးနဲ့ချင်္ဂလာဝေးတက်တာ အုံးမင်တက်နေပါပြီ။ဦးကအင်ဂျီမပါပစိုးကိုကရောင်းကြိုက်ဓမကိုခါနောက်မှာထိုးထားတယ်။အုံးလက်စိမ့်စိမ့်တွေကြားမှာအုံးဒီစိမ့်စိမ့်တွေကလည်းပြုတ်သေးလို့တင်းနေလိုက်တာ။ဦးကအုံးမင်တက်နေတာခြေထောက်မှာပစိုးစိမ့်လေးကို ခြေခွင်းလှုပ်ထားတယ်။တော်တော်အသုံးဝင်တဲ့ပစိုးလေးပါလား။စာမျက်နှာရှင်းမှာတော့အင်းနာလီအိုင်ယာကငငငကဆူပူပူက ပစိုးလေးနဲ့လမ်းလျှောက်တင်ပေးခဲ့တာအင်းသားလေးအိုင်ယာကဆွေတာအညိုလေးဝတ်ထားတယ်။သူပြောပြနေတဲ့ပုံလေးကို အဖြူရောင်စက်ဝိုင်းပုံထဲမှာထုံးစံအတိုင်းရေးဆွဲထားတယ်။ဘိုးဘိုးကတော့လက်ကလေးနှစ်ဖက်ပဲပြထားတယ်။ဒါငယ်လေးအိုင်ယာကတော့အင်းကြီးအွားနဲ့ဘောင်းမီတို့ပန်းရောင်ရင်ရင်လေးဝေးပြီးဘိုးဘိုးဆွဲထားတဲ့ပစိုးကွင်းတိုင်းလေးပေါ်မှာလက်ကားရခြေကားရနဲ့လမ်းလျှောက်ဆန်းနေတာပြုံးလို့ရွှင်လို့ ။သပင်ကတော့ငငယ်လေးကလေးကအမောက်ကလေးထောင်နေတာ။စာမျက်နှာကိုးမှာတော့ပစိုးလေးနဲ့ဆင်လုပ်ပြီးတော့လဲငါနဲ့ကစားတာ။ဟောကလေးတို့အကြိုက် ဆင်ကြီးလာပါပြီ။ဖိုးဖိုးကတိုက်ပုံအညိုနဲ့ပစိုးအစိမ့်စင်းလေးကိုဝတ်ထားတယ်။ပစိုးကိုခေါင်းမှာပတ်ပြီးဆင်နှမောင်းလို လိမ်ပြီးချထားတာ။ဘိုးဘကြီးရဲ့ထိတ်မှပေါ်နေတဲ့သပင်တွေကလည်းဖြူခွေးနေတယ်။တာတာအိုင်ယာကတော့ ဖိုးဖိုးကြီးရဲ့ကြောပေါ်မှာစိန်ကိုကြားလို့သူဝေထားတာလေးကအစိမ်းနှူရောင် အင်းကြီးလေးနဲ့မရဲရောင်ဘောင်းမီတို့လေးသူကစင်ကြီးကိုမောင်းနေရပေါ့လေလက်တစ်ဖက်ကဖိုးဖိုးကြီးကောင်းမော်ကို ပုတ်နေတာစာမျက်နှာတစ်ဆယ်မှာတော့တနုကလေးအောင်နေကလည်းဒါဒါလို့နေဘူးလေဖေဖေကပဆိုးလေးနဲ့မိုးကပြီးတယ်တနုကလေးအောင်နေကလည်းပဆိုးလေးရဲ့အသုံးဝင်ပုံကိုပြောပြတယ် အောင်ဒီကကြတော့ရှက်အင်းကြီးအဖြူလေးပေါ်မှာဆွေတာခဲရောင်လေးထပ်ဝစ်ထားတယ်။သူပြောပြနေတဲ့ပုံလေးကိုတော့အဖြူရောင်အခံပေါ်မှာဆွဲထားတယ်။အောင်ဒီကလေးကနေပူထဲမှာအိုးဘုတ်ချိုးရုပ်ကလေးတွေနဲ့စော့နေတာ။အောင်ဒီလေးကတော်တော်ငယ်သေးတာပဲ။အင်းကြီးခရမ်းရောင်လေးနဲ့အဲ့ဒါကို သူ့ဖေဖေကနေမပူအောင်အစိုးအစိမ်းလေးကိုသူ့အပေါ်ကမိုးပြီးချင်းထောင်အမိုးလိုလှုပ်ပြီးချီပေးထားတာ။ အောင်နီလေးအေးရပြီပေါ့စာမျက်နှာဆက်တက်မှာတော့မမေကပစိုးလေးနဲ့လူရုပ်လုပ်ပေးတယ်တနုကလေးအောင်နီကဆက်ပြောသေးတယ်သူ့မမေကပစိုးလေးနဲ့လူရုပ်လုပ်ပေးတယ်တဲ့မမေက ပြုံးပြီးသူ့လှုပ်ထားတဲ့ပစိုးရုပ်လေးကိုကင်မြောက်ပြနေတာမမေကရွှေရောင်ငကလေးနဲ့ရွှေရောင်လက်ကောက်လေးဝတ်ထားတယ်ခေါင်းပိုင်းကိုပဲအသားပေးပြီးပြထားတာဆိုတော့အင်းကြီးအစင်းရောင်လေးဝတ်ထားတာကို ေးသေးလေးပဲမြင်ရတယ်။ပစိုးစင်းကွက်လေးနဲ့မေမေလှုပ်ထားတဲ့အယုတ်ကလေးကဝါဝါတုတ်တုတ်ကလေးခေါင်းလေးရဲ့လက်နှစ်ဖက်ခြေနှစ်ဖက်ရဲ့ဝေးဖွက်ချင်စရာလေး။စာမျက်နှာစနစ်မှာတော့ဒါပေမဲ့တို့တွေအားလုံးတူညီတာတခုတော့ရှိတယ်။တငယ်ချင်း၅ယောက်ဖြစ်တဲ့ဟိုခိုတယမ်းမာလေးမူွယ်ဗမာမာလေးရွှေမိအင်းသားလေးအိုင်ယာနဲ့ဓနုကလေးအောင်နီတို့ကတော့ပစိုးလေးထဲမှာ အတူတူဝင်ပြီးဝိုင်းကြီးပပတ်တူဝေဝေ ကစားနေကြပါပြီဒီစာမျက်နှာမှာတော့မိုးပြရောင်နောက်ခံမှာအစိမ်းနုရောင်လေးကန့်ထားပြီးပိုခိုတို့တငယ်ချင်းတွေကအဲ့ဒီအစိမ်းနုရောင်လေးပေါ်မှာကစားနေကြတာသူတို့ဝတ်ထားတဲ့အင်ဂျီလေးတွေကတော့ပိုခိုကခဲရောင်ငူပွဲကအနီလေးရွှေမီကအဝါသူကစပင်လေးကိုအဝါရောင်ဖဲကျိုးလေးနဲ့စီးထားတယ်အိုင်ယာကအညိုနဲ့အောင်နီကအပြံအောင်လေးတွေဝတ်ထားတယ် အခုစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာတော့တကယ်ချင်းတို့ရေပစိုးလေးနဲ့ဘာထက်လုံးလို့ရသေးလဲဆိုတာစဉ်းစားကြည့်ပါလားပြုံးပြော်နေတဲ့တကယ်ချင်း၅ယောက်ကတော့ပစိုးလေးရဲ့အတုံးဝင်ပုံတွေကိုပြောပြသွားကြတယ်နော် အခုလေပစိုးလေးထဲမှာဝိုင်းကြီးပပတ်ဒူဝေကစားရင်သူတို့ရဲ့တငယ်ချင်းတွေကိုလမ်းမေးနေကြတယ်ပစိုးလေးနဲ့ဘာလုပ်လို့ရသေးလဲဆိုတာစဉ်းစားကြည့်ကြပါဦးတဲ့ကဲကလေးတို့ရော ဘာတွေစဉ်းစားမိကြပါလဲစဉ်းစားလို့မရရင်တငယ်ချင်းအချင်းချင်းမေးမြန်းပြီးဘဟုတုတ္တရဖလှယ်ကြနော်တယောက်တည်းစဉ်းစားလို့အဖြေမထွက်ရင်တော့အများနဲ့ဝိုင်းပွဲစဉ်းစားရင် ကောင်းတဲ့အဖြေတွေထွက်လာမှာပေါ့ကလေးတို့အားလုံးညံရင်ညံသွေးထက်မြက်ပြီး ကျမ်းမာပျော်ရွှင်ကြပါစီကွယ်